ားလုံးပဲမင်္ဂလာပါဆိုတော့ House ရဲ့တင်ဆက်မှုကနေကြိုဆိုပါရစေကျွန်တော်အခုဒါတုံးသက်သွားမယ့်အကြောင်းအရာက Manchester United အသင်းရဲ့ဒါနိုင်ပွဲနဲ့အတူဒါနောက်ဆက်တွဲအနေအထားတစ်ခုပေါ့နော်ဆိုတော့ Manchester United က Even Ultra 4မှာဒါတကယ် Thriller Match 5-4ဆိုတဲ့ result နဲ့အနိုင်ရသွားတယ်ဒါတော့ပြန်လာခဲ့တဲ့ပုံစံကလည်းတအားလုံးလည်းတည်ပြီးသွားပြီတွေ့လို့ပြောကြမှရှိတော့ဘူးတခါလေကျတော့ကျွန်တော်စဉ်းစားမိတယ် ဟို Manchester United အတင်းကဒါအခုအချိန်ကတော်တော်လေးမှောင်မိုက်နေတဲ့အချိန်ပေါ့နော်လက်ရှိအနေအထားကဆိုတော့အလင်းရောင်စားကိုတွေးဖို့အတွက်သူတို့တွားနေကြစူးစမ်းနေတဲ့အချိန်ဆိုတော့ဒီအနေအထားမှာတော့မှလုံးဖြစ်နေတဲ့အနေအထားမှာတော့မှ Old Trafford ဟာ Manchester United တွေကိုဖန်တီးနိုင်စွာရှိသေးတယ်ဆိုတော့ကျွန်တော်တွေးရတယ်နောက်ခုဆိုကျွန်တော်ပြောချင်တာပါလဲဆိုတော့ လက်ရှိအခိုက်အတန့်မှာပြောရွှင်လိုက်ပါဆိုတာပဲလက်ရှိအခိုက်အတန့်ဟာဘလိုပဲဆိုးရွားမှုတွေရှိနေပါစေလက်ရှိအခိုက်အတန့်မှာလက်ရှိခံစားလို့ရသမျှကိုခံစားပြီးတော့ပြောပြောဆွေးဆွေးနေလိုက်ဖို့ပြောချင်တာဆိုတော့ United က United မဟုတ်တော့တာကြာပြီတခြားအသင်းတွေကိုပြိုင်ဘက်တွေကို အ ਨੇ ဆုံးတော့ဥရောပမှောက်ရတာမှာပြည်တွင်းမှာတခြားပြိုင်ဘက်တွေကိုထိပ်ဖို့ကောင်းဖို့ကစားလာတဲ့အတင်းကအခုအချိန်မှာတခြားပြိုင်ဘက်တွေကကိုယ့်ကိုထိပ်ဖို့ကောင်းဖို့လုပ်တဲ့နှစ်ကာလကိုဖြတ်သန်းနေရတယ်။အဲ့နှစ်ကာလတွေကလည်းတော်တော်ရှည်လာပြီ။ជីជីမမသူ့မမနဲ့ရရအနေနဲ့ဟိုလောက်ကန်ကြားသနိုင်ဖို့ခက်ခဲတဲ့ကာလတွေလွတ်ပြောလို့ရတယ်။အတင်းကငွေမသုံးလားဆိုတော့လည်းငွေသုံးတယ်။ ထိတ်တန်းကစားသမားတွေမရောက်ခဲ့ဘူးလားဆိုလို့ရောက်ခဲ့တယ်။ထိတ်တန်းနီးပြားတွေမခေါ်ခဲ့ဘူးလားခေါ်ခဲ့တယ်။ဒါပေမဲ့ United ကအမြဲတမ်းလိုလိုစံမမိပဲဟန်ချက်လွဲနေတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်။မနေ့က Glory Glory Man United ဆိုတဲ့တခြင်းကိုစိုးနေတဲ့အထင်မှာအထူးကြောင်းပြည်သက်တူပါတယ်။ ဘယ်အချိန်ကျွေလွန့်သွားမလဲဆိုတာကျွန်တော်တို့မသိရဘူး။ဒါပေမဲ့ဘွားရဲ့နေဝင်ချိန်စီးစာချိန်ကိုရောက်နေပြီလူကတော့ကြမ်းကြမ်းမအောင်ပေါ့နော်အသက်အရွယ်ရဆာလတ်ဆိုတာ။ Ultra Food မှာသူ့ရဲ့69တောင်းကညလိုမျိုးသူပြန်ပြီးတော့ဟိုခံစားလိုက်ရပါလိမ့်မယ်။သူအရန်ပျော်အောင်ကြောက်ကျွန်တော်တွေ့ရတယ်။အော်99 final ကတော့သူကိုယ်တိုင်ကွင်းထဲမှာကြီးကြပ်ခဲ့တဲ့အချိန် သူ့ရဲ့ decision making တွေသူ့ရဲ့ဒေါသတွေသူ့ရဲ့အတွေးအခေါ်စိတ်ကူးစိတ်တမ်းအပုံလုံးကိုအတင်းထဲကိုပြစ်ထည့်ကိုင်းထဲကိုပြစ်ထည့်ပြီးတော့ကိုယ်တိုင်ရုန်းကန်လှောက်ရှားနေတဲ့အချိန်အဲ့ဒီအချိန်မှာပျော်ရွှင်မှုကတမျိုးပြိသက်တူဦးအနေနဲ့ ultra four တဲကို လာပြီးစာအလဆောက်စမ်းစိတ်ငြင်းငြင်းနဲ့ပြန်သွားတဲ့ရက်တွေလည်းနေမှာမဟုတ်ဘူးဒီအတင်းပြန်လေတောက်ပါလာဖို့ ဘယ်လိုမော်ဆရာမျိုးနဲ့ထိတွေ့မှရမှာလဲဆိုတော့ဒါဘိုးကြီးရဲ့ညတွေပါအဲ့ဒီအတွေ့တွေလည်းရှိနေမှာအသေးချာပဲအမနေ့ကလည်းဒါထုံးစံအတိုင်းပြိတ္တတူအနေနဲ့ Ultra Fort ကိုသူရောက်လာတယ်ရောက်လာပြီးတော့ဖြစ်နေကြမြင်နေကြမြင်ဝင်းဟောင်းကြီးဖြစ်နေကြဖြစ်ရဟောင်းကြီးပြန်ဖြစ်ပြန်ပြီးဆိုပြီးတော့သူတော်တော်လေးစိတ်ညစ်ခဲ့ပါပဲစာလောက်ဆောင်ဆံကြည့်ရတယ် နှစ်ခုအသာနဲ့တက်တော့တက်တာပွဲစားခဲကနိုင်သွားတယ်ဆိုရင်လည်းခြေခြေနဲ့အိမ်ပြန်လုံးပါပေါ့လေပထမအကျော့2 2 draw ဒုတိယအကျော့2 0နဲ့နိုင်တယ် okay နောက်တစ်ဆင့်ဒီဘက်နေတက်သွားပြီ1စားတဲ့စိတ်ပျော်ရွှင်တဲ့စိတ်နဲ့သူပြန်လာပါတော့မနေ့ကကျတော့အခြေအနေတွေကတော်တော်လေးကိုစိုးတယ်ဒါပေမဲ့အဲ့ဒီတော်တော်စိုးတဲ့အခြေအနေပြန်ပြီးတော့ နလန်ထူလို့မရတော့တဲ့အနေအထားမှာပြန်လာပြီးတော့အောင်မဲခံနိုင်ခဲ့တယ်ဆိုတော့ဟာကကြတော့မတူတော့နိုင်ပွဲတော့မဟုတ်တော့ဒါတသက်တာမေးလို့မရမယ်ပွဲတော့ဖြစ်သွားပြီစားလို့ဆောက်ကစားအတွက်ကျွန်တော်အမြင်တော့အဲ့ဒီအရာကိုသူရသွားတာကျွန်တော်တော်တော်ဝမ်းသာတယ်မနေ့ကလည်းတွေးကြည့်နေဘလုံးပွဲပြီးတော့လောက်ဆက်ရှိရတော့တခြား တင်တာရှိတယ်တင်ပြီးတော့အဲစားလို့ဆိုဥစားကိစ္စကောင်းလေးကမထွက်ဘူးဘလိုပဲပြောပြောသူလုံးရတဲ့နေ့အပိုင်းချမှာပဲသေးလို့မလို့ပါသူ ဖြစ်ခဲ့သေးတယ်ဈေးဥမို့သူရောက်ခဲ့တယ်ပြီးတော့ပြန်ကျမ်းမာလာတယ်ဘောလုံးကွင်းထဲကိုပြန်ရောက်တယ်စိတ်ညစ်ပြီးပြန်တယ် ဘလုံးသမိုင်းရဲ့အောင်မြင်မှုတစ်ခုတည်းအရာမဟုတ်ဘဲနဲ့ဘလုံးလောကတစ်ခုလုံးကို promotion လုပ်ခဲ့ပုံကြောင့်ရောအိုခေတ်ရှိပြီးခဲ့တဲ့အတွေးခေါ်တချို့ continuity ကိုတိဆောက်ခြင်းစဉ်စမပြတ်အသိကောင်းတသိန်းကိုတိဆောက်ဖို့အတွက်ဆိုရင်မှန်ကန်တဲ့ decision making တွေပြတ်သားတဲ့ decision making တွေနဲ့နောက်ဆုံးဟိုကျွန်တော်တို့ပရိသတ်တွေဟိုထားလိုက်တော့ Harvard University လို့နေရာမျိုးမှာတကယ်ဘွဲ့လုံးကျောင်းသားတွေကိုတွားပြီးတော့ဒီအောင်မြင်မှုကိုဘယ်လိုထုစစ်ပုံဖော်သလဲဘယ်လိုစိတ်ဓာတ်ဘယ်လိုစိတ်ထားတွေနဲ့တွားတင်သလဲတကယ်ကမ္ဘာဒီအနာဂတ်မျိုးဆက်လူငယ်ကောင်းဆောင်ဖြစ်လာမယ့်သူတွေတွားပြီးတော့ lecture ပေးရတဲ့သူတအို ဘဝမှာဒါ greatest of all time မဟုတ်ရင်တော့မှကျွန်တော်အနေနဲ့ဆိုတတ်မှတ်လိုက်ဖို့လည်းမခက်ဘူးထားပါတော့အငင်းပွားစရာရှိမှာဆိုလို့ greatest of all time နေရတာတူအေးစစ်စစ်ဘလုံးဘွေလည်းလာမကြည့်တော့ဘူးဆိုရင်တော့ Manchester United ကရှုံးရင်လည်းရှုံးနိုင်လည်းနိုင်ဒါတော့ဒီဘယ်လိုခေါ်မလဲဆိုတော့တခြားအလုပ်ကိုလုပ်နေတယ်ဆိုရင်ဖြစ်စေ ဘလုံးပွဲတွေကိုဆွန့်လိုက်ပြီသူအသက်အရွယ်ကလုံလောက်နေပြီဒီအလုပ်ကိုရက်တံလိုက်ဖို့လုံလောက်နေပြီဒါပေမဲ့မရဘူးသူ့ကိုဒီနေရာကသူ့ကိုတဝဲလေလေနဲ့သူ့ကိုဆွဲခေါ်အောင်လေသူရောက်ရောက်လာတယ်ကျွန်တော်မကြခဏတွေးမိတယ်ဆာရက်ဆာကူဆန်ရဲ့ဒီနာရီသတင်းလို့ပါတော့ဒါမှမဟုတ်ကျမကြီးဖောက်တဲ့သတင်းလို့ပါတော့ဘယ်အချိန်ကြားရမလဲဆိုတာမျိုးကျွန်တော်မကြခဏတွေးမိတယ်ဖြစ်စေခြင်းတော့မဟုတ်ဘူးအရှင်းပြောရရင်မကြားခြင်းတော့ဒါပေမဲ့တစ်ချိန်ချင်းတော့ဒါကြီးကရောက်လာမှာပဲ သူ့အနေနဲ့ဒါကျွန်တော်တမိုင်းကိုနည်းနည်းလေးပြန်ချိန်ပြောရဲ Silas Ferguson က Manchester United ညီပြပွားကအနားယူကိုဆုံးဖြတ်ပေးသွားပြီသူသူ့မိမပါနော် KT အတွက်အချိန်ပေးဖို့ KT ရဲ့ကျမရာတိတ်မပေါအောင်အချိန်ပေးဖို့အတွက်သူ Manchester United ညီပြပွားကအားယူသွားပြီလုံးဝဆုံးဖြတ်လိုက်ပြီးသွားပြီဒါပေမဲ့ဒီ Martin Arroyo တို့ကလည်းသူ့ဟောဖြစ်တယ်ပေါ့ ိုဝိုင်းတိုက်တွန်းကြရတယ်မနာသေးဘူးအတွက်မရဘူး तू နားတော့မသူ mentally exhausted ဖြစ်တာပေါ့လေ mental exhausted ဖြစ်တာပေါ့တော်တော်လေးစိတ်ပန်းတူပန်းလွမ်းလေးရနေအောင်မြမှုတွေကိုတိထိမ့်သိမ့်ရတယ်ဆိုတော့လွယ်တဲ့ကိစ္စမှမဟုတ်တာအခုဆိုဖပ် Guardiola ဆို Fausan Salah Fausan အနားယူတဲ့အချိန်တုန်းကခံစားရသလိုမျိုးတရားစစ်ဖပ် Guardiola ခံစားရမှာပဲမနစ်ကတော့ Young Club ခံစားရအောင်ဆိုတော့ သူကကြတော့အသက်အရွယ်အရာလဲနားတဲ့အချိန်ကိုတော်တော်လေးကိုကြော်နေပြီဆိုတော့နောက်ဆုံးစာလောက်ဆောက်ကံကအနားယူရမယ်ဆိုပြီးဆုံးပြလိုက်ဒါပေမဲ့ခေတီကတခြားနည်းနဲ့တိုက်တွန်းလို့မရဘူးတိုးတော့ခေတီကတိတယ်စာလောက်ဆောက်ကံဟာမန်ချက်စတာယူနိုက်တက်နီးပြဘွားကနေအနားယူလိုက်ပြီဆိုတာ ਨੇ သူနေတိုင်းနေ့စဉ်နေ့စဉ်ကျင်လည်နေတဲ့အလုပ်တခုရုတ်တရက်ရက်သွားခဲ့ရင်သူဟာတရာကြီးဖြစ်သွားမယ် သူ့ဘဝအတိတ်ပဲမဲ့သွားမယ်အတိတ်ပဲရှိတဲ့အလုပ်တစ်ခုခုကိုမလုပ်ပါဘဲနဲ့အစောပိုင်းမှာတော့သူမြင်းနေတယ်သူပြောမယ်သူ့ရဲ့ဝိုင်းနေတယ်သူပြောမယ်သူ့ရဲ့မြေရောက်ခန်းထဲက library ကြီးထဲမှာသူနေမယ်ဒါပေမဲ့ဘော်လုံးလောက်တော့အစ်စ်အစ်စ်ခံစားမှုတွေမပေးနိုင်ဘူးတကယ်တရားသိတယ်ပြောခါကျော်ခေတ္တရတိုက်တော့မယ်စားရစားမဟုတ်ဘူးငါနားတော့မယ်မိသားစုအတွက်အချိန်ပြီးတော့မယ်မင်းတော့အချိန်ပြီးတော့နောက်ဆုံးမှာခေတ္တရပါပြောနေဆိုတော့ ရှင်းဘောမှာအဖြစ်အချင်းဆုံးဆန္ဒတစ်ခုဖြစ်တဲ့လီဗာပူးအသင်းရဲ့အမပီးချန်ပီယံစူပလာအရေးအတွက်ကိုမကြော်ဖြတ်ချင်တော့ဘူးလားဆိုတော့ဒါလည်းဆိုတော့ကောင်းတဲ့ဒုံးဆိုမယ်လားဆိုတော့ဒီတစ်ခုတည်းကြောင့်ဆုံးဖြတ်တာတော့ဟုတ်ချင်မဟုတ်ဘူးဒါပေမဲ့လေတဲ့နဲ့မှသူကိုယ်တိုင်ရေးထားတာအရာရောပြီးတော့အတူအကြောင်းသူရေးထားတဲ့စာဟုတ် ်မိုင်အော်တိုဘိုဂရဖီမှာအရာရောဘာလဲဆိုတော့ကေတီအဲ့စကားတော့အရေးပါတယ်သူနီးပြလောကတွေကိုတကြောပြန်ဝင်ဖို့အတွက်ယာဒီကွန်ရဲ့နားတော့မယ်ဆိုတဲ့ဟာကိုညညာပြီးကမှဆက်ပြီးတော့ United နီးပြဖို့အဖြစ်ဆက်ရှိမယ်ဆိုတာကလီဗာပူးကိုကြော်ဖြတ်ဖို့အင်္ဂလိပ်ဘောလုံးတမိုင်းမှာလီဗာပူးအသင်းအဲ့ထင်ကတင်လာတဲ့16ချိန်ဆိုတဲ့အောင်မြင်မှုကိုပြန်ကြော်တက်ဖို့အတွက် အမိလိုက်ဖို့အတွက်ပေါ့လေအမိလိုက်ဖို့ကြောက်ဖြတ်ဖို့အတွက်အဲသူနီးပြသူဆက်လုပ်တာဆာရဆော်ကူဆန်ရဲ့ခေါင်းထဲမှာကြတော့အဲ့ဒီခေတ်အခါကပြိုင်ဘက်ဟာအာဆနယ်ဆိုပေမဲ့သူ့ရဲ့ပိုကြီးမားတဲ့အိမ်မက်ကလီဗာပူးကိုအမိလိုက်ဖို့သူသူပြန်ပြီးတော့ဒီ United နီးပြပေါ့သူဆက်ပြီးတော့အသက်ဆက်တယ်ပြီးတော့လီဗာပူးကိုတကယ်လည်းကြော်တက်သွားတယ်အမိလိုက်ရုံနဲ့မကဘဲနဲ့ 18ချိန်မဟုတ်ဘဲနဲ့19ချိန်မဟုတ်ဘဲနဲ့အချိန်20အထိရောက်သွားတယ်။အချိန်20အဲ့ဒီအချိန်မှာသူအနာရီသွားတယ်သူလော်ဘူးဟိုမန်ချက်စတာယူနိုက်တက်ကိုပြည်ရက်အမှတ်ပေးပြိုင်ပွဲတွေမှာလော်ဘူးရဲ့အပေါ်မှာရှိနေစေချင်တဲ့သူရဲ့ဆန္ဒပြည့်သွားတယ်။ဒီယာတီကဆာလာဖောက်ကတော်တော်ကြေကွဲမဲ့ယာတီလော်ဘူးကမန်ချက်စတာယူနိုက်တက်အသင်းရဲ့မပီးချန်ပီယံအချိန်20ဆိုတော့စံချိန် အဲ့ဆန်ကျင်ကို clock ကတကြိမ်ယူတယ်အခု alarm clock ကတကြိမ်ထပ်ယူမယ်20 20ထိုင်းဖြစ်သွားမယ်အချိန်ပြန်မှီသွားပြီနောက်ဆိုရင်နောက်နှစ်နောက်နှစ်တွေကိုစဉ်းစားကြည့်လိုက်ရင် Liverpool နဲ့ Manchester နဲ့တော့ကျွန်တော်တို့ဒီ City တို့ Arsenal တို့အဲပြီးတော့ Chelsea တို့ခဏမေးထားလိုက်ဒီနှစ်တင်းထဲမှာဘယ်အသင်းကအမှတ်ပေးချန်ပီယံဖြစ်နိုင်ကြီးပုံများတဲ့ဆိုတဲ့ Arsenal ရဲ့အသင်းကဖြစ်နိုင်ကြီးပုံများတယ်ဆိုတော့အထင်ကြီး United ကိုကြော်ဖြတ်တော့မယ် United ဟာ ဒီ2023နဲ့ကနေဝေးလာတဲ့အမဘေးထင်မြင်စု2023ကိုကြော်လို့2025ကိုရောက်လာပြီပြီးတော့အဲ့လိုပဲ2023အထိကနေပြီးတော့2033လည်းဖြစ်သွားနိုင်တယ်ဒါပြောလို့မရဘူးလေသူအတူချင်းပါနောက်ဆုံးသူမသေးခင်မှာလီဗာပူးက20ချိန်မန်ချက်စတာကအချိန်20သွားမျိုးနဲ့သူကြုံသွားနိုင်တယ်ဒီဟာကဆာလတ်အတွက်တော်တော်စိတ်မကောင်းစရာရာသီပဲသူ့နားမှာ ခေတိလည်းမရှိတော့ဘူးလေကွယ်လွန်သွားပြီအဲ့ဒီအချိန်မှာ69ညကိုဆာလဆာဂူဆန်ဟာပြန်ခံစားလိုက်ရတယ်သူ့အနေနဲ့ဘာမှလုံနိုင်ကိုင်နိုင်စွမ်းမရှိတဲ့အနေအထားဘာကြောင့်လဲဆိုပွဲကြီးစံပေါ်ကပြိတ္တပေါ့အဲ့ပွဲကြီးစံပေါ်ကပြိတ္တတူနေဒီစံမှာကြည်နေရင်းနဲ့အားမလို့အားမရပထမတော့ကျေနပ်မှုနောက်တော့အားမလို့အားမရနောက်တော့တော်တော်စိတ်ဆိုးလိမ့်မယ်ဒေါသထွက်လိမ့်မယ်ဒီဘလို့ခေါ်မလဲတယောက်ရော့အသင်းကို ကိုယ်အိမ်ကမှလူတစ်ယောက်အသာနဲ့တူးတူးအနေအထားကနေတော့အချိန်ပိုမင်းနဲ့ပိုင်းရဲ့အတွက်မှာနှစ်ခုပြန်ပေးလိုက်ရတယ်။ရေးထားတဲ့ storyline ကြီးက melodrama လိုပဲတကယ်ဟိုနဲ့စရာကြီးစာလက်စာဥစားအတွက်အဲ့အဲ့မှာပဲတကယ်အခမ်းအနားဆုံးပုံမြင်တွေကဥရောပပြိုင်ပွဲရဲ့ပွဲစဉ်လေးသမိုင်းမှာဒါကဟိုဘလူးရဲ့မဟုတ်တလို့အဆင့်မြင့်ဆုံးပြိုင်ပွဲမဟုတ်ပြီမဲ့ကျွန်တော်တို့ကဘောလုံးဟာပဲအဆင့်မှာပဲဖြစ်ဖြစ်ရင်းခုန်စရာ ဟိုဘယ်လိုခေါ်မလဲစိတ်လုံရှားစရာအမြင့်ဆုံးအခြေအနေကပဲအစ်မပါပြည့်ရနိုင်တယ်ကျွန်တော်တို့ဒီ play off တန်းစင်းဆုံးတိုက်ပွဲမှာတန်းတော့တန်းမစင်းလိုက်ရတဲ့အသင်းတစ်သင်းအနေနဲ့တော့လောက်ကောင်းသို့မဟုတ် play off ကနေတော့ premier league တန်းတက်ခွင့်ဝင်ခွင့်ရတော့အသင်းအနေနဲ့တော့လောက်ကောင်းဒါတွေကမမေ့နိုင်စရာပျော်ရွှင်မှုခံစားမှုလေအဲ့ဒီဟာကအရန်လှပတဲ့ story line နဲ့တယောက်သားနှစ်ခုရှုံး တယောက်သားအနေထားနဲ့နှစ်ခုရှုံးအချိန်ပိုရဲ့ဒုတိယပိုင်းမိနစ်တွေနောက်ဆုံးမိနစ်ကိုရောက်လာပြီနောက်ဆုံးမိနစ်ကိုမှတကူးသွင်းရင်တော့မှဟိုထားပါတော့ဒီ Bruno Fernandes penalty အလုံးကိုထားလိုက်အောင်နောက်ဆုံးနှစ်ခုအကြောင်းပြောမယ်စမ်းတော့120နဲ့121မှာသွင်းတယ်တကူးသွင်းတော့ penalty အဆုံးပြည့်နဲ့ထွက်ကောင်းထွက်သွားနိုင်သေးတယ်ဒါပေမဲ့နှစ်ခုတော့သွင်းသွားတယ်ကွင်းထဲမှာလည်းတိုက်စစ်ကစားမှလူလဲကြလည်းမရှိတော့ဘူး Rafa Squadron တို့မဟုတ်ကနာချိုတို့ဥဥကိုခြံထားခဲ့ပြီးတော့ တခြားကစားသမားတွေထည့်ပြီးတော့ကစားတာမျိုးအဲကြောင့်လို့ဆိုကိုကလိုအပ်နေတာ哦ဒါမျိုးတောင်တွေးလို့မရတော့ကနာချိုတော့ကလည်းဟိုတကယ်ကိုကောင်းကျင်သလိုထကောင်းစုတ်ကျင်သလိုထဆုတ်လိုက်တိုးချင်းအနေနဲ့ဟုတ်တော့မယ်ဟုတ်တော့မယ်နဲ့နောက်ဆုံးအပြားရှူးသွားလိုက် Russell Thailand ကလည်းဟိုအာမကိုရောက်ကိုရတော်တယ်ပြောရဲနောက်ဆုံးကွင်းထဲမှာ CM 5ဦး defender 5ဦးအဲ CM 5ဦး defender 5ဦးနဲ့ ကြံရမလားကြံရမရအလုပ်လုပ်တဲ့အချိန်မှာဘုံတုံးဆိုပြီးခြေပါဘောအနိုင်ဘောတကူကလူငယ်ကားသမားလေးတကယ်တော့အကြာကြီးနားထားရတယ်ရှင်းရှင်းပြောရင်လုံလောက်တဲ့ face တောင်မှသူ့ဆီမှာမရှိသေးဘူးလုံလောက်တဲ့ဒီ game energy တောင်သူ့ဆီမှာမရှိသေးဘူးဒါပေမဲ့သူ့ဆီမှာပါရှိတယ် type face ထဲမှာသူငင်းငင်းကြောင်ကြောင်လှူရှားနိုင်တယ် space ချင်းချင်းလေးထဲမှာပြောရဆိုရက်ရက် play ကောင်းနေပေါ့အခုအချိန်မှာအဲ့အဲ့လိုကစားသမားမျိုးနောက်တစ်ယောက်က တူဦးတဲ့သောကောင်းတိုက်စွမ်းရည်ရှိတဲ့ကစားသမားလို့ပြောရမယ်။ Harry Maguire နှစ်ယောက်တိုက်စစ်တင်ပြီးတော့အဲ့နှစ်ယောက်ကတုံတုံကိုရပါတယ်။အဲ့မှာတော့ Ruben Amorim ဟာโอ้မမကန်ကန်ဖုံးပြနိုင်ခဲ့တယ်ပေါ့။ဆိုတော့တခုတော့ရှိတယ်ပေါ့နော်။ Harry Maguire ကဟိုကျွန်တော်ဒီဟာကြီးကိုအထူးတလဲတော့မချီးကျူးတင်ဘူး။ဒီဟာကဘာကြောင့်လဲဆိုတော့ Harry Maguire က Eric the Hag ဆိုလဲကျွန်တော်ပွဲပေါင်းများစွာကျွန်တော်မြင်ခဲ့ရတော့ Amorim ကိုတခြား ဟိုဒါသူ့အကြောင်းလည်းမဟုတ်လို့ပေါ့နော်သူ့အကြောင်းလည်းမဟုတ်ကျွန်တော်စားလက်ပြန်အကြောင်းပြောနေတော့ဒါပေမဲ့တချို့ကလည်းသိရမှာတော့တန်ဟက်ကိုပြန်ပြီးတော့ဟောဖြစ်တာလားဒီ Ruben Amorim ကိုကြံဖန်ပြီးတော့အပြစ်ပြောတာလည်းမဟုတ်ဘူးတခြားအရာတွေတော့သူ့အသိမပြုရမှာရှိမယ်ဒီ Harry Maguire ကတော့ဒီအချိန်မှာနောက်ဆုံးနီးပြတ်မှာခိုင်းရအောင်သူမရရအောင်ဒီကောင်းတက်တိုက်ဖို့အတွက်အမြင့်ဆုံးလိုင်းမှာသွားတာတော့မှာအဲ့တော့ထားပါတော့နောက်ဆုံး900သွားတယ်အဲ့ဒီအချိန်မှာပဲခေါင်းထဲမှာ Silas Fox ကအတွေ့အဝင်လာတယ် အဖိုးကြီးကတော့ဘာပဲပြောပြောနောက်ပိုင်းမှာဘယ်လောက်အောင်မြင်မလဲနောက်ဆုံးဒီရာသီယူရိုပါလိဂ်တောင်မှရမရမသိဘူးဗျာဒီညတော့ဆာအယ်ဆော့ဂူဆန်အတွက်အရန်လုံလောက်သွားပြီကျွန်တော်တို့ဘလုံးဘွယ်ဘွယ်ကနေပြီးတော့အမြင့်ဆုံးရတကိုမရရအောင်ဖန်တီးပြီးတော့ရေးဆွဲထားသလိုတကူးရှင်တူဦးက ်ဆာလော့ဖာဂူဇန်1999ချန်ပီယံစ်လိဖိုင်နယ်ညအဲ့ဒီညကခံစားမှုမျိုးပြန်ရအောင် မရရအောင်ရေးဆွဲထားသလိုအနေအထားမျိုးနဲ့ဆာလော့ဖာဂူဇန်ရဲ့တကယ်စိတ်ဝိညာဉ်ပျော်ရွှင်မှုအမြဲဆုံးအမှတ်ကိုရောက်ခဲ့မယ်သူ့ရဲ့အတိတ်ကိုပြန်အမှတ်ရเสียညတညဖြစ်ခဲ့မယ်ဆိုတော့လုံးဝသိကြတယ်။ဆာလော့ဖာဂူဇန်ဟုတ်ပဲနဲ့ ပုံမှန် Manchester United project တွေအနေနဲ့စဉ်းစားကြည့်ရင်လေတချို့သိကြတယ်တော်ပါပြီကွာဆိုစိတ်ပြက်လက်ပြက်နဲ့အိတ်လိုက်ကြမှာတချို့လေဘာအသေးပဲမှမရှိတော့ဘဲနဲ့မအိတ်ချင်သေးလို့ဖြစ်စေအဲ့ဒီစိတ်ညစ်စရာခံစားမှုယူရင်မှပိုက်ပြီးတော့ပွဲပြီးတဲ့အထိဆောင်ကြည့်နေရင်လည်းမျောလင်းချက်မဲ့နေတဲ့အနေအထားမျိုးနဲ့ ဒီပွဲထဲမှာဆက်ရှိနေတဲ့သူတွေလည်းရှိနေမယ်အဲတချို့လည်းပြန်များလာနိုင်မလားဆိုတော့ဒီ1% 2% 5%လောက်တော့ရှိတဲ့မျောလင်းချက်အတွက်ဆက်ပြီးတော့အားပေးတဲ့သူတွေလည်းရှိကောင်းရှိမယ်တေချာတာကတော့အခုပြောသွားတဲ့လူတန်းစားတွေပြည်သက်တွေရဲ့စိတ်ခံစားမှုအခြေအနေပေါ့เนาะဒီ mental state ပေါ့ဘလိုပဲကွဲကွဲ twin ကိုနှစ်ခုခေါ်ပေမယ့်လို့ဟာရီမှာခေါ်ရ twin ကိုနှစ်ခုတကယ်ကိုလွန့်ထွက်သွားမတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတချို့ဆိုခုံပေါက်နေလေးမှာကျွန်တော်တွေးကြည့်တယ်တချို့ဆိုအချိန်ကလည်းညနာတကောင်ကြီးပေါ့တယောက်တည်းအိမ်ရှိကမ်းမှာမိသားစုမသိအောင်ကိုကြည့်ရတဲ့လူငယ်တွေဆိုလေအတမထွက်ပဲနဲ့ကြိတ်ပြီးအောင်ပွဲခံရလိမ့်မယ် တချို့လည်းစုကြည့်တဲ့ငွေချင်းတွေဝုန်းတိုင်းဖြစ်နေလိမ့်မယ်အများကြီးတွေးကြည့်လို့ရတယ်ဆာလာဆောက်ကစံအတွက်လည်းဒီကွင်းထဲမှာအော်ထရဖို့ပရိသတ်တွေကြားထဲမှာလောက်တော့ကျင်းနေလိုက်မယ်လောက်တော့အမခံလိုက်မယ်မန်ချက်စတာယူနိုက်တက်ဟာတကယ်ကလုံးဖြစ်နေတဲ့အချိန်မန်ချက်စတာယူနိုက်တက်ဟာဒီဖလားတော်မှရပါမယ်လို့တရားပေါ်ပြောလို့မရသေးဘူးဒီဘယ်ဘောပြီးတော့ထားပါတော့တော်တော်ဟော့စပါ တော့ဒီအသင်းနေကြော်ဖြတ်အောင်မယ်ပေါ့စပါးစတက်လာမယ်ဆိုရင်ဆိုရောက်မတိကြသေးပြီမြဲအားတွေကိုမေးလိုက်လက်ရှိအခိုက်အတန့်ကိုခံစား enjoy the moment ဖာလာဖောက်စံလေးတိကြပေါ့သူ့အတွက်မမေ့နိုင်စရာခံစားမှုကိုရပြီမြဲညတညကိုပြန်ပြန်လဲပိုင်ဆိုင်သွားခဲ့ပါလိမ့်မယ်အဲ့ဒီအတွက်သူ့ကိုစားပေါ့သူ့အတွက်အရန်ဝမ်းတာတယ်အရန်ကျေနပ်တယ်အဲမန်ချက်စတာနဲ့ကစားသမားတွေအကုန်လုံး ဘလို့ပဲအားနေချက်တွေရှိခဲ့ရှိခဲ့ဟောအလျှော့မပေးဘဲနဲ့သူတို့နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့ကြတယ်စိတ်ထဲအတွက်ဒါခေကျွင်းကုန်ပြူရင်ဆိုတော့ဟိုဒီဆွေးနွေးမှုအဆုံးသတ်လိုက်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဆော့ကောင်ဟောက်ပရိသတ်များအားလုံးအားလုံးအထူးပဲကျေးဇူးတင်ပါတယ်